ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်လေးကတော့ဆရာမင်းလူရေးသားရတဲ့ပြန်ခေါ်သက်သေးဆိုတဲ့ဝတ္ထုစာအုပ်လေးကို အပိုင်း၁အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကို ကျွန်တော်တို့ရဲ့ကလစ်ကာရီထဲမှာတအုပ်ဖြစ်တဲ့ရွှေစင်ကြည်ဘူးဆိုတဲ့အကောက်ပိုင်ရှင်အမားတယောက်ကနေပြီးတော့တောင်းဆိုပေးတာပဲဖြစ်ပါတယ်ဖက်ပြပေးပါရန်တောင်းဆိုတဲ့အတွက်လည်းကျေးဇူးတင်ရပါတယ်ခင်ဗျာ နားတော်တာစင်အားပေးကြအောင်ခမကောင်းပြီလေနင်ကဒီလောက်တောင်တန်ရောစင်ဖြတ်ချင်နေမှာတော့ဘယ်တက်နိုင်မှမလဲနင့်ကကွာရှင်းပြလိုက်ပါမယ်ဟူရင်ငင်းဟာပြောလိုက်သည် သူ့လေတံကတီတီငင်းငင်းပဲဖြစ်၏ကွာရှင်းပြလိုက်ပါမယ်ဆိုသောနေရာမှာတော့နင်းနဲ့တိမ်ဝင်သွားတဲ့အောင်ထင်ရသည် ပေါ်သေးသည် သူ့လိုချင်သောအဖြစ်ကိုရသွားတော့လေဝမ်းသာသောအမူအရာချက်ချင်းမပြနိုင်သည် ရင်ငင်းအားခါတိုင်းလိုပဲခါခါသေးသည်ငင်းဆန်နေလေအောင်မီဟုတွက်ထားသောကြောင့်ရုတ်တရက်မှင်တက်မိသလိုဖြစ်သွားကမဆိုသလောက်စိုင်းငံ့သွားပြီမှနင်းနင်းတကယ်ပြောရလားရင်ငင်းဟုမေးလိုက်သည်ဒါနောက်ရပြောင်းမယ်ကိစ္စမှမဟုတ်တာငါ့ကိုဘယ်တော့မှရည်စရာပြောဘူးလို့လေဒါဆိုနေပါဦးငါပြောလို့မပြီးသေးဘူးနင်းဆန်တဲ့အတိုင်းငါကြွားပေးမယ် ဒါပေမဲ့ငါဘက်ကတောင်းဆိုစရာတခုရှိတယ်ပြောနေလိုချင်တာအကုန်ရစေရမယ်။ဦးပေါ်သေးကအလောတကြီးဂရီပေးလိုက်၏။ကောင်းပြီ။ရင်းချင်းကသူ၏တောင်းဆိုချက်ကို ပြောလိုက်သည်။ပေါ်သေးပြူးပြူးပြပြဖြစ်သွားပြီ။ဒါဒါတော့နေတက်တက်ကတ်တာပဲ။အဲ့ဒါတော့မလွယ်ဘူး။ဟုတ်တယ်လေ။ဒီလောက်အရေးကြီးတဲ့ကိစ္စကိုနင်ကလွယ်လွယ်လေးနဲ့ပြီးသွားမယ်ထင်လို့လား။ တခြားလူချင်းတော်ပြောဒီအိမ်ယူမလားရင်းချင်းဟာကောင်းခါသည်ငါဘာမှမမမောတတ်တာနင်းသိသားပဲခုနာပြောတာပဲလူချင်းတယ်မဖြစ်နိုင်ဘူးနင်းမဲခုနာတော့ဘာမဆိုလက်ရောမယ်လို့ပြောပြီးသားပဲဟုပြောပြီးညင်ညင်သာသာလေးလှဲ့ထွက်သွားသည်ငိုများငိုသွားသေးသလားမဖြစ်နိုင် ဒီမိမကငိုတော့ငိုတဲ့လားမသိမထုံတတ်သေးနဲ့ ဘောထေးသည်သူ့ကိုယ်သူ မချေမချမ်းဖြစ်နေ၏စောစောတုန်းကဘာကြောင့်အလောသုံးစဲဂရီပေးလိုက်ရသလဲခုတော့ရင်ငင်းဟာထိုစကားကိုအပိုင်ကံပြီးတောင်းပွဲတိုက်ပွဲလှုပ်သွားပြီသူထရရလိုက်သည်ရင်ငင်းနောက်ကိုလိုက်သွားမည်ပြုသေးသည်ဘာမှထိုးမှာမဟုတ်ကြောင်းသိသည်တခုခုတော့လှုပ်လိုက်ခြင်းနေသည်တယောက်ယောက်ကိုတခုခုပြောခြင်းနေသည်ဒုခိုက်တွင်ရဲမော်ကိုသွားသတိရ၏ ဟိုတော့ကဒီကောင်သာရှည်ပြီးတော့အတက်စမ်းမထွင်ခဲ့ရင်ဒီကိစ္စအခုလောက်ခက်ခဲမှာမဟုတ်ဘူးဆိုပြီးဒေါသကရဲမော်ပဲမျှဦးလဲသွားသည်ထို့ကြောင့်တယ်လီဖုန်းရှိရသူခက်သွဲ့သွဲ့လျှောက်သွားပြီးရဲမော်ဖုန်းနံပါတ်ကိုနှိပ်လိုက်၏လိုင်းချိန်မိပြီးခေါ်နေသောအတန်သုံးချိန်မြောက်တွင်ဖုန်းလာခိုင်းသည်အမေရှိပါရှင်ဦးရဲမော်အိမ်ရပါကုမ္ပဏီအတွင်းရမှုလေတာဖြင့်ထူးကလေးအားရဲမော်ဤမိမ့်မှာ မြအီဝင်းဖြစ်ကြောင်းသိလိုက်ရဲမော်ရှိလားဟုတ်ခဏကြိုင်နာပြပါရှင်အလွန်ရင်ကျေးဝယ်ရသောလေတာဖြစ်ပြောပြီးဖုန်းကိုဖေးချလိုက်တန်းတောက်ခနေကြသည်ဟိုကောင်ဆော်ယူးတင်ပေးရတဲ့ပုံစံနဲ့ပြောတာဘာမှန်းလည်းမသိဘူး2မိနစ်3မိနစ်လောက်ကြာတဲ့အထိဖုန်းလာမကင်သေးအိမ်သာပဲတက်နေလို့လားရေဒီယိုနားထောင်ရင်သတင်းတပုတ်ဆုံးအောင်စောင့်နေသလားစိတ်မရှိနိုင်ဖြစ်လာသည် နောက်ထပ်နှစ်ယူနှစ်စာလောက်ကြာပြီးတော့မှ ပြောပါရဲမော်ပါလေတံဟောဆဲရလူလူသဘာလူလူနဲ့စိတ်လိုလက်စားကြောင့်၃၄ခွန်းလောက်ပြည့်ပြည့်နဲ့နဲ့ဆဲပြည့်လိုက်ပြီးရဲမော်မှာရုတ်တရက်မို့ကြောင်သွားဟန်တူသည်ခဏတုံဆိုင်နေပြီးမှဘယ်ကောင်လဲကွာငါ့ကိုဆဲတာသူကဘာမှပြန်မပြောတော့ပြောလေကွာ ရိုင်းလိုက်လားမင်းမေမို့လို့ဆဲတာလားသူအခုမှတတိယသည် ရဲမော်စီကအကူညီတောင်းစရာတွေရှိသေးသည်ဒီကောင်ကိုစိတ်ဆိုးအောင်မလုပ်သင့်ခုချိန်မှာစိတ်ကိုထိန်းရမည်တို့ကြောင့်ဘာမှထပ်မပြောတော့ပဲဖုန်းချပစ်လိုက်သည်ရဲမော်ရဲ့တယ်လီဖုန်းဟာခေါ်ဆိုသူနံပါတ်ပေါ်တဲ့မော်ဒန်မျိုးမဖြစ်ပါစေနဲ့လို့သာဆူတောင်းရသည်စိတ်တော့မချရသေးဘသူပါလဲလို့တည်တည်ကြာကြာမမေးပဲသူ့ကိုခေါ်ပေးရကောင်းလားဆိုပြီးရဲမော်ကမြ ాయి ဝင်းကိုဆူကျင်ဆူလိုက်ပြီတို့ကမြ ాయి ဝင်းဟာအတန်အား ရင်းနှီးနှီးရဲရပဲဆိုပြီးမမေးလိုက်မိတာပါကိုဘော့တန်လို့တော့ထင်တာပဲဟုပြောကောင်းပြောမိရဲမော်ကိုယ်တိုင်ကလည်းမိမိအတန်ကိုကြက်မိသွားနိုင်သည်ဒါဆိုရင်တော့ဖုံးပြန်ဆက်မှာပဲရှောင်းနေရင်ကောင်းမယ်ဟုတွေးမိပြီးအိမ်ပြင်ထွက်ဖို့ပြင်သည်အိမ်တကားဝနာအရောက်မှာပင်ဖုံးသံမြည်လာသည်ဟိုကောင်ပြန်ဆက်ပြီထင်တယ်ဖုံးမကင်တော့ပဲအမြန်လက်ထွက်မိပြူပြီးမှအခြေအနေကိုသိကျင်သွားကြောင်း တကားပြင်မှာအသာကွယ်ရင်စောင့်ကြည့်နေလိုက်သည်ယင်းငိမ့်သည်ဖုံးမိတောင်ကိုရုတ်တရက်မကြားလိုလားတခုခုလုံးနေတဲ့ဖြစ်လက်မအားလိုလားတော့မသိတော်တော်နဲ့လာမကိုင်းတယ်လီဖုန်းကလည်းသူတို့ငငယ်တုန်းကလိုကလင်ကလင်ကလင်ဆိုပြီးအကျယ်ကြီးမြည်တာမဟုတ်ခုံကြီးတယ်လို့လို့ကူ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 နဲ့ဖုံးတံကိုချဲ့ပေးတဲ့ကရိယာလေးဝဲတက်အောင်မာကိုစဉ်းစားသည်ယင်းငိမ့်ကဖုံးလာမကိုင်းသေးဒီမိမအဲ့ဒီတိုင်းပဲ လေးဒီလေးကန်နဲ့ဒါ ਉਹ ပဲလူတွေကအိမ်ကြီးရှိတယ်ဘာညာချီးကျူးကြသေးသည်တစ်ဖက်ကမဆောက်နိုင်လို့ဖုံးချသွားလဲအေးတာပဲဟုတွေးနေတော့ရင်ငိမ့်ဖုံးလာကန်သည်သူနားဆွင့်လိုက်ဟယ်လိုဟုတ်ကဲ့အော်တင်းမဖေဟာတင်းမအဖိတ်နဲ့မီပို့ပေးပါမယ်ဖေဟာအောင်မြင်စရာတော့ဖုံးဆက်တာပဲကျောင်းကိုရောက်တဲ့အခါရင်ငိမ့်ဟာသူတို့ကိစ္စအကြောင်းဆရာတော်ကိုတန်ရင်တန်နေမီ ဆရာတော်ကခေါ်ပြီးမေးလျင်ဖြေရခတ်အောင်တော်မီဟုတွေးရင်ရှောက်ထွက်လာခဲ့သည်အစကတော့လက်ဖေးဆိုင်သွားမယ်စိတ်ကူးတာအတွေးလွန်သွားသဖြင့်ဘယ်ဘက်မချိုးပဲညာဘက်ကြွေလာမိသည်ဒီနေ့တော့ရောင်တိရောင်ချာတွေကြီးဖြစ်နေတော့တာပဲနောက်ကျောင်းပြန်မလှည့်ကျင်တော့သဖြင့်ဆက်လျှောက်လာသည်ဘယ်ဝမ်းမသိရှောက်နေရတာထက်စားလျင်တနေရာမှာဝင်ထိုင်လိုက်တာတော်လိမ့်မည်ပန်းညာနာရောက်လာသဖြင့်ခုံနှန်းတစ်ခုမှာဝင်ထိုင်လိုက်သည် ခုလိုပန်းရံထဲမှာတယောက်တည်းလာထိုင်ရတာအတော့ကြောင်စီစီနိုင်သည်အနောက်နိုင်ငံတွေမှာဆိုရင်တော့ပန်းရံထဲမှာစာအုပ်တအုပ်သတင်းစာတစ်စောင်ဖတ်ရင်နေပူစာ လုံကြတာအဆန်းမဟုတ်ဒီမှာတော့အားရရထိုင်လေးမရှိကြအတွဲတွေကလွဲလို့ပေါ့ခလန်းလန်းကခုံတန်းလျှမှာဇုံထဲတွေထိုင်နေကြသည်တိတ်အစဉ်ပြေပုံမရပြဿနာတစ်ခုခုရှိနေရတူသည်ကောင်မလေးကတစုံတစ်ခုကိုမကြည်မချမ်းပြောနေသည် ကောင်လေးဟာကောင်းခါပြီးညင်သည် ကောင်မလေးစိတ်မထိန်နိုင်တော့ပဲကောင်လေးရင်ဘတ်ကိုအဆက်မပြတ်ထုတ်သည်အစတော့ကောင်လေးဟာငြိမ်ခံနေသေးသည် နောက်တော့နားလို့လားမသိကောင်မလေးလက်ကိုဖမ်းပြီးစုပ်ကင်ထားလိုက်သည်ကောင်မလေးကယုံသည်နောက်ကောင်လေးရင်ဝင်မှာမျက်နှာအပ်လိုက်သည်ကိုကလေးတသိမ့်သိမ့်တုန်နေသည်ဖြင့်ငိုနေမှန်းသိသာ၏ကောင်လေးကတစုံတစ်ခုပြောပြီးနှဲ့သိမ့်နေဟန်တူသည် ကောင်မလေး၏ကြောကို ခပ်ပွားပါပို့တက်ပေးနေသည်ခဏကြာမှကောင်မလေးသည်ကောင်လေးရင်ခင်မှာအပ်ထားသောမျက်နှာကိုပြန်ခွာပြီးမောလိုက်သည်မျက်နှာကဒီဘက်ပြန်လှည့်လာသည်ဟိုက်တော်ခွေးကောင်မလေးကငိုနေတာမဟုတ်ဟဲ့ဟဲ့ပပကြီးနေတာပါလားဘာလေးဖြစ်နေကြပါလဲကောင်လေးနဲ့ကောင်မလေးကိုကြည့်ပြီးပေါ်သေးအားကြလာသည် သူတို့လိုပြန်ငယ်ခြင်းစိတ်တောင်ပေါက်လာမိ၏ လူဟာငယ်လို့မရသဖြင့်စိတ်ကို ပြန်ငယ်ကြည့်သည်ငယ်ခြင်းလျင် အတိတ်ကို ပြန်သွားမည်လွန်ခဲ့သော15နှစ်ခန့်ကလွန်ခဲ့သော15နှစ်ခန့်ကအဲ့တော့ငဘောမင်းစိတ်ယူပေါတိုင်းရှောက်ထွင်မနေနဲ့ကွာဟုကံကြောင်မောင်ကပြောသည်ပေါ်သေးရဗာလဲကွာကိုချစ်သူကိုလက်ထပ်ကျင်နေဆိုတာစိတ်ယူပေါတာလားမင်းတို့ကလက်မထပ်ပဲနေမှာမို့လို့လား ဟုတ်ပါတယ်ဒါပေမဲ့မင်းဟာကောတော့တော့နိုင်လို့ပြောတာ လူကြီးချင်းကလည်းသဘောတူပြီးပြီတင်းတော်ရဲ့ချိန်မှာမင်္ဂလာဆောင်ပေးမယ်လို့လည်းပြောထားပြီးပြီကိစ္စကပြတ်နေပြီပဲဒါ ਉਹ မင်းဟာအခုတည်းကကြိုပြီးလက်ထပ်စာချုပ်ချုပ်ထားခြင်းနဲ့ဆိုတာကတော့ဘာဖြစ်လဲဒီကိစ္စကနောက်လည်းမလဲမသွေလုံးဝမှာပဲအခုတည်းကလက်ထပ်စာချုပ်ချုပ်ထားလိုက်ရင်အိမ်တော်သက်တော်ပူရသေးတယ်သူတို့နေရာညင်းခုံနေရာကိုကြည့်ပြီးစောင့်နားထောင်နေတော့ ရဲမော်ကဝင်မေးသည်နေပါဦးကိုဘောကမင်းကဘာဖြစ်လို့လက်ထက်စာချုပ်ချုပ်ထားခြင်းအားငါသူ့ကိုစိတ်မချလို့ကံညော့မောင်ထံမှာခွေးကလေးရည်စာထွက်လာသည်တောက်လက်စာ စီးကရက်မီကိုတီးသွားသောကြောင့်အဟုတ်အဟုတ်ဆိုပြီးချောင်းဆိုးနေသေးသည်နေသားတိုင်းသာရှိသွားတော့မှာမင်းကပဲသူ့ကိုစိတ်မချဖြစ်ရသေးတယ်တကူကအင်းရှင်နေတကားမှပိတ်ပြီးအဲ့ရလားလို့စိုးရိမ်နေတယ်လို့ဖြစ်နေပြီ ပေါ်သေးရကံညော့မော်ကြီးလက်ကိုတစ်ချက်ထိုးလိုက်ပြီငါစိတ်မချဘူးဆိုတာငါ့ဘော်တစ္ဆာဖောက်သွားမှာပြောတာမဟုတ်ဘူးသူစိတ်ပြောင်းသွားမှာဆိုရင်လားမင်းတို့တိသားပဲငါချစ်ကိုလက်ခံဖို့ကိစ္စမှာ तू ကအင်တင်တင်လုံနေတာဘေးကဝိုင်းလို့ကြားလို့သာအဆင်ပြေတော့မဟုတ်လားခုကြော်လေသူ့ပုံစံတမျိုးကြီးပဲအေးဒီအစက်နဲ့တခါလေကြောက်ရင်ငါချစ်ကိုလက်ခံမိတာမှားများမှားသွားပြီလားမသိဘူးလို့ပြောတတ်သေးတယ် တော့ကြာတကူတဲ့ဘဝနဲ့အေးအေးဆေးဆေးနေတော့မယ်တန်ရောစင်တွေထပ်မတိုးရင်တော့ဦးငါနဲ့လက်မထပ်နိုင်တော့ဘူးပါလှုပ်လိုက်ခတ်မယ်ဟောအဲ့လိုမျိုးတော့မဖြစ်နိုင်ဘူးရဲမောဟာကန့်ကွက်စကားဆိုသည်ရင်ချင်းဟာအခုတမျိုးတော်ကြာတမျိုးလှုပ်တတ်တဲ့မိန်းကလေးမျိုးမဟုတ်ဘူးပိစားတစ်ခုကိုတေးချာချာစဉ်းစားပြီးမှဆုံးဖြတ်ချက်ချတာတကယ်လို့မှားသွားတယ်ဆိုရင်တော့ဖြစ်လာသမျှကိုချိန်မိပြီးခံမယ်ဆုံးဖြတ်ချက်ကိုတော့မပြင်ဘူးဆိုတဲ့လူမျိုး တကယ်စိတ်မချတာမင်းပဲအပြောင်းလဲအသိမြန်တယ်အဲ့လိုတော့မပြောနဲ့ကွာတခြားနေရာမှာသာငါစိတ်အပြောင်းလဲမြန်ခြင်းမြန်မယ်သူ့ဘုံမှာတော့ဘယ်တော့မှတစ္ဆာမဖောက်ဘူးသူ့ကိုငါဘယ်တော့ချစ်တယ်ဆိုတာဟိုကိစ္စတယောက်နဲ့နှိုင်းရှင်ချင်းသိနိုင်တယ်တကြောင်လုံးမှာအလှဆုံးစတားဆိုတော့မိန်းကလေးဟာဘော်တေးကိုစိတ်ဝင်စားခဲ့ဘူးဒီအခွင့်အရေးတွေအမျိုးမျိုးပေးခဲ့တာအားလုံးသိသည် ဘော်ဒီကတခွန်းဟားလိုက်တာနဲ့ကိစ္စအပြီးပြီဒါကိုလွတ်အောင်ရှောင်ပြီးရင်ချင်းဟိုမှာကြိုက်ခဲ့တဲ့ကိစ္စကိုရည်ညွှန်းလိုက်ခြင်းဖြစ်၏သူကဆက်၍ကဲမင်းတို့ပြောသလိုငါစိတ်မချလို့ထားပါတော့တကယ်လို့သူနဲ့ငါနဲ့လက်ထက်စာချုပ်ချုပ်ထားလိုက်ရင်စိတ်ချသွားရောမဟုတ်လားဟိုအကြောင်းပြပြန်သည်ကံညွန့်မောင်ကလက်ထက်စာချုပ်ချုပ်ထားပြီးမှမင်းကအသက်စာဖောက်သွားရင်ဩအဲ့ဒါဆိုရင်ရင်ချင်းတို့ပိုပြီးနဲ့နာမှာပါဗော ဟေ့ဟောမင်းခုဒီငေါ့တခါမှအကောင်းမပြောသေးဘူးမင်းကကောင်းရောကောင်းလို့လားအော်မမင်းတို့တွေ့သမျှကောင်းပါလေအကုန်လိုက်ကြိုက်တယ်ကောင်းမျိုးမဟုတ်ဘူးကွာငါကတပြိုင်တည်းအကုန်ကြိုက်ရတာမှမဟုတ်တာတယောက်ကိုလိုက်လို့မရရင်နောက်တယောက်ပြောင်းပြီးလိုက်တာပဲတယောက်နဲ့တယောက်အဆင်ပြေသွားရင်ခြေငိမ်သွားမှာပဲအေးငါကတော့ဒီတယောက်နဲ့ပဲခြေငိမ်နေတာမင်းထက်တာတယ်ရဲမောကဟိုနှကောင်ညင်းနေကြတော့မှာ တစုံတစ်ခုစဉ်းစားမိသလိုကောင်းတငိမ့်ငိမ့်လုပ်နေသည်ညင်းလို့ဝါတော့ပြီဆိုတော့မှငါတွေးကြည့်လို့ရသလောက်ပြောရရင်တော့ကိုပေါ်ပြောတာလက်ခံမလို့ဖြစ်နေပြီဟင်ဖြစ်ရပြန်ပြီဒီလိုလေလက်ထတာတော့နောက်လေလက်ထမှာပဲမဟုတ်လားအခုတည်းကကြိုတင်ပြီးစားချုပ်ထားလိုက်ရင်ဒီကောင်ကိုထိန်းချုပ်ပြီးသားဖြစ်သွားမယ်ခုနကတော့ဒီကောင်ကိုစိတ်မချဘူးဆိုအေးလေ ဒီကောင်ရိုး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 လှုပ်လာရင်ငါတို့ကဒီစာချုပ်နဲ့ဝိုင်းပြီးအချက်ကင်ပါဗောကွာအေးကောင်းတယ်ကွာကောင်းတယ်ဒါဆိုငါလှုပ်လို့မရတော့ဘူးဟိုပေါ်သေးကအာတက်တယ်ရောပြောလိုက်သည်ကညွတ်မောင်ကဘာကောင်းလဲကွာကိုကိုကိုအချက်ကင်ပဲကိစ္စဝမ်းသာနေငါတို့ကသာပြောနေတာဒီစင်စင်ကိုရင်ရင်ကျဲကလက်ခံပါမလားလက်ခံအောင်ပြောရမှာဗောအရေးကြီးတာဟိုနှစ်ယောက်ပဲ သူတို့ကတိုက်တွန်းရင်လက်ခံလာမှာပဲသူတို့နှစ်ယောက်ကိုရအောင်စီးယုံရမယ်လွယ်တော့မလွယ်ဘူးသူတို့ကိုစီးယုံရတာအစ္စရေးကိုခွင်လွတ်လိုက်ပါလို့အာရတ်တွေကိုဖြောင်းပြသလိုဖြစ်နေမှာပဲဟုတ်ပေါ်သေးရညီးလိုက်သည်ဟိုနှစ်ယောက်ဆိုတာကခင်းနေတဲ့နောင်နဲ့ဒေစီပွင့်တို့ဖြစ်၏နှစ်ယောက်စလုံးမှာနာမည်နဲ့လူ လုံးဝလိုက်ဖက်ခြင်းမရှိကြသူတွေပဲခင်းနေတဲ့နောင်ဟာရောက်ကြရှာဖြစ်၏ လူပေါ်ဟာခက်ပြက်ပြက်ဂင်တို့တို့ကိုလုံးဟာတဖြောင်းနဲ့သပင်တို့တို့ရှက်လက်တို့ဆန်ဆန်အင်းကြီးအကွက်တွေအစင်းတွေဝဲလေရှိ၏ထမင်းကိုတခါတလေမှဝှက်သည်ကျင်းပေါင်းမိသာအဝင့်များသည် သူ့နမည်ကလေးကခင်ဆိုတာနဲ့နှဲ့ဆိုတာတွေကိုတိတ်အားပြော့တယ်ထင်သည် ထိုးစကလုံးတွေထဲခေါ်တာကိုမကြိုက်အနှောင်းဟုသာခေါ်စေခြင်းသည်ဒေစီပွင့်သည်နမေဟာအနောက်တိုင်းဆန်တော့လေလူဟာအလွန်ရှေးရိုးဆန်သူဖြစ်၏ ။သပင်တိုးတိုးပြက်တာတွေအခြေကောက်တွေခစ်စားနေတဲ့အချိန်မှာသူကကျက်ဆံမီနဲ့သူ့အမေအပြိုရွယ်တုံးအားလောက်တော့ကျက်ဆံမီဆိုတာတော်တော်အောင့်နေပြီ။ရင်မုံအင်းကြီးလက်စကအယောင်ရင်းရင်မိုင်းမိုင်းထမိန်နဲ့တကယ်အပြိုကြီးပုံဖမ်းလာသည်။ရင်ငိမ့်နဲ့သူတို့နှစ်ယောက်မှာငါးရန်လုံးတွေကတန်းနဲ့တခုံနဲ့ထိုင်လာကြတာ။ဆယ်ရန်ကိုလည်းတနည်းတည်းပြိုင်လူအောင်သည်။တက္ကသိုလ်တက်တော့လေမေဂျာတစ်ခုတည်းအတူတူ တသလုံးဘယ်တော့မှမခွဲပဲအပြူကြီးတွေလုံနေကြမိပေါ့နောက်ဆိုဘိုးဘွားရဲ့သားမှအတူတူတွားနေကြမိသဘောရှိဒီကြားထဲမှာရင်ရင်ချင်းကိုမရမကဖဲ့ထုတ်ထားတာဒုကိစ္စမှာလည်းဟိုနှစ်ယောက်ရဲ့ထောက်ခံမှုရအောင်အတော်စ조사ခဲ့ရသည်ခုလိုလက်ထက်စာချုပ်ချုပ်ဖို့တိုက်ထွန်းပေးပါလို့အကူအညီတောင်းရမှာအတော်ဝင်လေးစရာကောင်းနေသည်တကယ်တမ်းပြောကြည့်တဲ့အခါကျတော့ထင်သလောက်လက်မဝင်လာကြောင်းတွေ့ရသည် ရင်ငင်းကတော့ထုံးစံတိုင်းမဖြစ်ပါဘူးဟဲ့လူကြီးတွေဘာမှမသိပဲဘာမှမလုပ်ချင်ဘူးဒီလိုလုပ်တာလည်းတိတ်တိတ်ပဲမရှိဘူးဆိုပြီးအင်တင်တင်လှုပ်နေသည်ဟိုနှစ်ယောက်ထဲကပြောရလွယ်ပြီဒေစီပွင့်ကိုအရင်ဆုံးချင့်ကပ်သည်သူကစိတ်ပျော့သည်တနာတတ်သည်ငါတော့ပြဿနာမရှိပါဘူးအနှောင်းကဘလို့နေမှမသိဘူးသူသဘောမတူရင်ရင်ချင်းကလည်းလက်ခံမှာမဟုတ်ဘူးဟုတ်ဒေစီပွင့်ကအနှောင်းစီလွှဲချသည် အနောက်သဘောတူအောင်နင်းလဲကိုပြောပေးဖို့ဟာဘော်ဒီကသူ့ကိုပြန်ပြီးတာဝန်ပေးလိုက်သည်အနောက်သည် စိတ်မြန်လက်မြန်ရှိသူဖြစ်၏ယောက်ျားလေးနှင့်တူအောင်တမင်မြန်ညင်အောင်ဆောင်းနာလည်းဖြစ်နိုင်သည်ညနေဆောင်မှပဲပေါ်သေးတို့အိမ်ရောက်လာသည်ခကြီးမရောက်ဆိုင်ခါးကြီးထောက်ပြီးနင်းကဘာဖြစ်လို့လက်ထက်ချင်ရတာလဲဟူတဲတို့ကြီးတမ်းမိသည်အတန်းကျဲသွားသည်ဖြစ် လူကြီးတွေကြားသားမှာဆိုလို့နှကန်းကိုလက်ညှိုးနဲ့တွေ့ရတတိပေးလိုက်ပြီလက်ဖေးဆိုင်တော့ဩဘာငါဆိုပြီးမာသူ့ကိုသူတတိရသွားပြီအင်းကောင်းတာပဲဟုယောက်ျားလေးချင်းဆက်ဆံသည် လေတံမျိုးဖြစ်ပြောသည်တကယ်တော့လက်ဖေးဆိုင်ထိတော့မရောက်ဖြစ်လမ်းမှာပင်ကိစ္စပြတ်သွားသည်ကဲပြောစမ်းမအောင်နင်ကဘာကြောင့်ကြိုတင်ပြီးလက်ထပ်စာချုပ်ချုပ်ချင်ရတာလဲစိတ်မချလို့ဘာပြောတယ် ။နင်ကငါတငယ်ချင်းကိုဘလို့အစားမျိုးထင်လို့စိတ်မချရတာလဲ။သူ့ကိုစိတ်မချတာမဟုတ်ပါဘူး။ဒါဖြစ်ငါတို့ကိုပေါ့ဟုတ်လား။ဟာမဟုတ်ပါဘူး။ငါ့ကိုငါစိတ်မချတာပါ။ဘလို့ဟင်ကိုယ့်ကိုယ်ကိုတော့စိတ်မချတဲ့ယောက်ျားမျိုးကဘယ်နေရာမှာသွားပြီးအားကိုလို့ရမှာလဲ။ခြေနေရတော့တိတ်မကောင်းတာ။တော့ဖြောက်ကြီးတိုက်ခိုက်ခံရသည်ပေါ်သေးရလဲဘာဆက်ပြောရမှန်းမသိပဲကြောင်ရဖြစ်နေရမှာစိတ်ကူးတဲ့အာပြောလိုက်မိဤ ဒီလိုပါဟာငါအခုတော့ငါစိတ်တွေလေးနေတယ်။သူနဲ့ကလည်းခွဲရလိမ့်မယ်ဆိုပြီးအစွဲလမ်းတစ်ခုခုဖြစ်နေတယ်။ငါသူနဲ့အလွဲမခံနိုင်ဘူး။ဒါကြောင့်အခုလိုစိတ်ကူးရင်များပါ။အနောက်တွေ့ပြီးစဉ်းစားနေသည်။တောင်းကြမှာနင်ရင်ကြီးကိုတကယ်ချစ်သလား။မေးမှမေးရတယ်ဟာ။အေးလေနင်ခုလိုလက်ထက်ချင်နေဆိုတော့သူ့ကိုတကယ်ချစ်လို့ပဲဆိုတာသိတာပါတယ်။ကောင်းပြီ နင်းကိုငါစိတ်ချသွားပြီနင်ပြောတဲ့ကိစ္စငါသဘောတူတယ်ရင်းချင်းကိုလည်းငါတိုက်တွန်းပေးမယ်တခုတော့ရှိရနော်နောက်ကြတော့မှတစ္ဆာဖောက်ရင်တော့နင်းကိုငါအသေးသက်ပြီးသားလို့မှတ်လာလိုက်ဒီလိုကြတော့လေထင်သလောက်မခတ်ပါလားဟုတွေးပြီးပေါ်ထေတော်ပျော်သွားသည်ရဲမော်ဟာဆရာကြီးလှုပ်ပြီးဥဆောင်သည်စာချုပ်စာတမ်းတွေလက်နှိပ်ဆက်ရိုက်တော့သူ့အသည့်တယောက်ရှိသည်သူကအားလုံးစီစဉ်ပေးပြီး ဝန်ဆောင်ကပြည်ရယုံပဲဖြစ်သည်ကြောက်စရာမျိုးနဲ့တရားရုံးမှာလက်ထက်စာချုပ်ချိုးရမည်ယုံဤရှိကိုရောင်လိုလိုအခန်းတစ်ခုထဲမှာလက်နှိပ်ဆက်ရိုက်သူတွေစုထိုင်ကြသည်ကိုစပွဲနှင့်ကို ကိုမိန်နှင့်ကို ကိုဆက်သွင်းနှင့်ကိုအလုလုကြသည်ထိုနေရာမှာစုရဲ့ဖြစ်စုံကြဖို့ချိန်နာသည်ဗောဓိယကံညွတ်မောင်နဲ့အတူသွားသည် အနှောင်းနှင့်ဒေစီပွင့်တို့ကယင်ငင်းကို ခေါ်လာမည်ရဲမော်ကစီစဉ်စရာတွေ အစင်သက်လှုပ်ထားဖို့ကြိုတင်သွားနေသည်လက်ထက်စာချုပ်ချုပ်တဲ့အတွေ့အကြုံကိုလေ့လာရအောင်ကိုယ့်လက်ကြရင်လည်းတရားရုံနဲ့စိတ်မနေရအောင်သူ့ကောင်မလေးမြားရီဝင်းကိုပါခေါ်လာခဲ့ပြီဟုဆိုသည်ချိန်ထားတဲ့နေရာရောက်တော့သူတို့ကြီးပဲမဟုတ်ပဲတခြားတငယ်ချင်းတွေတပြုံဓမ္မကြီးကိုပါ တွေ့လိုက်ရလေသည်ဟာလူတွေကများလိုက်လားဟိုပေါ်သေးကတန်တော်မေးလိုက်တော့ရဲမော်ဟာအေးကွာ တက်သေးလက်မထိုးပေးဖို့လေတက်သေးဟာနှစ်ယောက်ဆိုရတာပဲဒီလောက်အများကြီးလိုတော့လားလိုတာဘောကွာတက်သေးများတော့ပိုပြီးခိုင်လုံတာဘောတကယ်လို့နောက်ပိုင်းမှာမင်းပြဿနာလုပ်ရင်အားလုံးကမင်းကိုဝိုင်းပြင်းကြမှာပဲမင်းတို့ကငါ့ကိုခုထိမယုံကြသေးဘူးလားဘာလဲရင်ချင်းကိုထိုင်ကြတော့ဒီတစ္ဆာဆိုမှယုံကြမှာလားပေါ်သေးကပြောရင် ထိုင်ကြမိဟန်လှုပ်လိုက်သည်နောက်လို့နောက်မှမသိတော့ရင်ချင်းဟာ အိုးမလုတ်ပါနဲ့ငရဲကြီးနေပါမယ်။ဟူပြပြတလဲတားလိုက်တဲ့ဖြစ်ရီကြရသေးသည်။အေဘီကျော်ကခေါင်းတညိမ့်ညိမ့်လုံနေရမှာ။အေးကွာငါလည်းလက်ထက်စာချုပ်ဘယ်လိုလုပ်ရလဲ။ဘာတွေလိုအပ်တယ်ဆိုတာလေ့လာထား။ဒါမှငါတို့အလှည့်ကြရင် လွယ်ကူသွားမှာ။ဟုတ်တယ်မဟုတ်လား။ဟေးအနောင်။ဟူလှမ်းပြောသည်။အနောင်ကငကြောသူများတွေမင်္ဂလာယူနေတဲ့အချိန်မှာငါရံမဖြစ်ချင်ဘူး။နင်းပါးစပ်ပုတ်ကြီးကိုပိတ်ထားစမ်း။ ဟိုပြန်ခွတ်သည်ဇကောင်းဆောင်နေတော့အောင်ချိုဟာနေစားမအောင်ကြော်ကြီးဟာအဲ့ချိန်ကျရင်မင်းကသရိုသားအနေနဲ့လက်မှတ်ထိုးမလားသရိုသမီးအနေနဲ့လက်မှတ်ထိုးမလားဟိုတိတ်ထက်လိုက်သည်လက်နေစားသမားသည်တဝါဝါတားလို့ရင် နောက်ပြောင်နေကြတော့သူတို့အုပ်စုကိုတော်တော်သဘောကျနေသည်သူကလည်းအသက်30ဝန်းကျင်ခန့်လူရွယ်ပိုင်းသာဖြစ်သောကြောင့်ရောပြီးပျော်နေခြင်းဖြစ်၏လက်တော်ကိုကျွန်တော်အစီအစဉ်ပေးခဲ့တာများပြီ ီတစ်ခါတော့ပျော်စရာကောင်းတာမရှိဘူးဒီလောက်သက်သေလက်မှတ်ထိုးမဲ့လူများကလည်းမကြုံဘူးခင်ဗျားတို့ဂုံပြုတဲ့အနေနဲ့ကျွန်တော်လဲသက်သေဖြစ်လက်မှတ်ဝင်ထိုးကျင်တယ်ဗျာအာဘယ်ဖြစ်မလဲကိုကြီးနဲ့ပါဆိုင်လို့လေဟိုပေါ်သေးကညင်းသည်လို့ပါဗျာပျော်လို့ပါဒီလိုလို့ကျွန်တော်ဝယ်ဆောင်ကကိုရှော့ယူမယ်လေမဖြစ်ပါဘူးလိုလိုကမှလူတွေများနေရတဲ့ကြားတယ် မင်းရလဲကွာတယောက်ပို့သွားရုံနဲ့ပြဿနာမရှိပါဘူးပို့တော်ခိုင်လုံသွားသေးတယ်ရဲမော်ဟာဟိုလူဘက်ကဝင်ထောက်ခံသည်ပေါ်သေးကိုလည်းခက်လန်းလန်းကိုဆွဲခေါ်သွားပြီငါတို့တွေအလဲကြရင်လေသူ့ကိုအကူအညီတောင်းရမှာကွာခွင့်ပြုလိုက်ပါကွာဒီလိုလူမျိုးကပေါင်းတာမမားဘူးဒါဆိုလည်းပြီးရောကွာဒနိစက်သမားကခြေနဲ့သွားသည်လက်ဘက်နာရီကိုကြည့်ပြီးကဲချိန်ကြပြီတွားရအောင် နေ ਉਹ တယောက်လိုသေးတယ်ဘယ်သူလဲကောင်းထုံဟာဝါဒီကောင်ကိုဘာဖြစ်လို့ခေါ်လာလဲအမြဲတမ်းလေးဒီလေးကနဲ့ဘယ်လိုပဲချိန်လိုက်ရင်နောက်ကျတာကြီးပဲမေ့လည်းမေ့ရသေးတယ်ငါစိတ်ထင်တော့ဒီကောင်ထုံးစံတိုင်းအပြင်းထူနေတာဖြစ်မယ်ဘာမှလည်းမလုပ်ရပဲနဲ့သိပ်ပင်မန်းနေပြီဆိုပြီးအိပ်ရတဲ့ခွေနေလိုက်မဖြစ်သေးပါဘူးဆိုပြီးမျက်နှာထားတက်လိုက်မလန်းဘူးဆိုပြီးပက်လက်လန်းကလက်ထိုင်မှာနှက်လိုက် တော့မှကောင်းမယ်ဆိုပြီးအဝေစားထလဲနောက်ကျနေပြီမထူးတော့ဘူးဆိုပြီးပြန်လဲခြေတော်ကြတော့လုံနေရဖြစ်ရမယ်ခက်တာပဲကွာမင်းကလည်းဒီကောင်ကြောင့်တည်ရတာနဲ့ဘော်ထေးကရဲမော်ကိုအပြစ်တင်သည်သူ့တယောက်တည်းကွက်ပြီးခြံထားလို့ဖြစ်မလားကွာတော်ကြဒီကောင်တည်သွားရင်ပြဿနာရှာလိမ့်မယ်သူ့ကြောင့်လည်းတည်တာနဲ့မေးများမေးနေလားမသိဘူးငါတေချာမှားရတာပါကွာလာမှာပါ7မိနစ်လောက်တော့စောင့်ကြည့်လိုက်ပါဦး လမ်းလေးဆက်သမားအားဆောင်းလို့မဖြစ်တော့ဘူးကိုချိန်သွားမှာတော်ကြနောက်ကျနေလို့ဆိုပြီးတရားသူကြီးကတခြားအမှုတစ်ခုခေါ်ပြီးစစ်နေရင်တမေတမောဆောင်းနေရမယ်ဟုတတိပေးသည်ကဲဒါဆိုလဲသွားကြမယ်သူ့ဟာသူအချိန်မီ ရောက်မလာတော့မတက်နိုင်ဘူးတရားရုံးစီတို့လမ်းလျှောက်သွားကြသည်ဒီတော့မှရုံးပေါ်ဝါမှာမိမိကြီးရက်ဆောင်နေသောကောင်းထွန်းကိုတွေ့ကြရလေသည်။မင်းကဘလို့ဖြစ်ရလဲ။ပေါ်ထေးကမပြောနိုင်ခင် ရဲမော်ကဥအောင်မေးလိုက်သည်ကောင်းထွန်းကတိတ်အေးမကြီးဟန်ဖြစ်မင်းချိန်တဲ့နေရာကိုငါမေ့နေတော့ကွာဘာပဲဖြစ်ဖြစ်တရားရုံးကိုတော့လာလို့လာမှာပဲဆိုပြီးဒီမှာလာဆောင်နေတာမင်းအရက်နာကြနေလို့မလာနိုင်ဘူးထင်နေတာဟိုပေါ်သေးကမကြီးမချမ်းပြောတော့မှာအရက်နာကြရမှာဒီနေ့မဟုတ်ဘူးမနဲ့ဖန်မနဲ့ကြမှာကြရမှာဒီညပွဲပွဲကောင်းရှိတယ်လေတဝါကြီးကြရမှာဘာပွဲလဲ ဘချာလာနိုင်လေကွာကိုပေါ်ကတကားခမ်းမဲ့ပွဲဘာငါဘချာလာနိုင်လို့ရမယ်ဟုတ်လားအခုကတကယ်လက်ထက်တာမှမဟုတ်ပဲကွာဟင်တကယ်လက်ထက်တာမဟုတ်ဘူးလားဒါဆိုမင်းကရင်ရင်ကြီးကိုအတီလိုလိုနဲ့လှည့်စားပြီးလက်ထက်စာချုပ်အတူလုံးမလို့ပေါ့လေဟာဟေ့ကောအလိုလိုကမှငါ့ကိုဝိုင်းပြီးမယုံသင်ကဖြစ်နေရကြတယ်မင်းကရှောက်ပြောနေအဲ့ဒါကြောင့်ဘောကွာ မင်းကသာဘက်ချလာနိုင်လို့လည်းရင်တကယ်အစ်စ်မှန်ပဲဆိုတာတက်တေပြပြီးသားဖြစ်သွားတာပေါ့မင်းကတော့ဘလို့နီးနဲ့တောက်ရမလဲဆိုတာပဲစဉ်းစားနေရပဲမောင်ကောင်းပြောတာမှန်တယ်ကွာဒီညတပွဲပေးလိုက်ရင်ပို့ပြီးတော့တရဝင်သွားပြီမယ်ကညုံမောင်ကောင်းတော့ဘက်မှာဝင်ထောက်ခံလိုက်သည်ကဲပြီးရောကွာပြီးရောရုံးကနေဝင်သားတော့လက်နှိပ်ဆက်သမားပြန်ထွက်လာပြီး ကဲလာကြလာကြအသင်းသေးဖြစ်ပြီဟူပြောပြီးရုံးကန်းနဲ့ခေါ်သွားသည်တရားသူကြီးအသက်45လောက်ပဲရှိဦးမည်အုံတော့ဘူးအောင်စဉ်းစားအလုံးလို့လာတော့မသိထိတ်ပြောင်စားပြုနေသည်ပျော်တတ်ပုံရသည်သဘောလည်းကောင်းမဲ့ပုံပဲတပြောကြီးဟာလားဟေးဟူခီးဥလိုပြုရင်နှုတ်ဆက်သည်ကဲထုံးစံတိုင်းမေးရအောင်မယ်မင်းကလေးကိုအဓိကထားရင်မေးမယ်မတူမှာဟောဒီကအဲ မောင်ပေါ်သေးနဲ့လက်ထပ်မဲ့ကိစ္စမှာကိုသဘောနဲ့ကိုလက်ထပ်တာလားတစုံတယောက်ကချင်းချောက်လို့အကျက်ကင်လို့ဒါမှမဟုတ်ဖျားယောင်သွေးဆောင်လို့ဒါမှမဟုတ်အတင်းရတာမှတိုက်တွန်းလို့လားရင်းငိမ့်သည်အိမ်မက်မက်တယ်လို့ဖြစ်နေမျက်လုံးလေးကလဲကလဲဖြစ်နေရမှာအနှောင်းကိုလက်ညှိုးထိုးပြပြီးသူသူတိုက်တွန်းလို့တရားသူကြီးမျက်နှာတီသွားပြီးဘာငါတို့မကိုယ်တိုင်သဘောတူလို့မဟုတ်ဘူးပေါ့မဟုတ်ပါဘူး အားလုံးမျက်စိမျက်နှာပြက်ကုန်ကြသည်ပေါ်ထေးအားနင်နေဘာရီရှောက်ပြောနေရလဲတရားသူကြီးအားလက်ကပြလိုက်ပြီဒါဆိုရင်တော့ဟာမဟုတ်သေးဘူးနားလည်မှုလွဲနေပြီသူပြောတာသဘောတူလို့မဟုတ်ဘူးဆိုတာမဟုတ်ဘူးလို့ပြောတာဟုတ်တယ်မို့လားရင်ငိမ့်ရင်ငိမ့်ဟာခေါင်းကြိတ်ပြန်သည်တရားသူကြီးအားရင်ငိမ့်ကိုတည်တည်ချာချာအကဲခတ်ကြည့်သည်အတွေ့အကြုံရင်းချက်သူပြီးပြီးအခြေအနေကိုနားလည်လိုက်သည် ဟုတ်တယ်လေမဟုတ်ဘူးရင်လည်းရှုပ်ကုန်ပြီကဲကဲရှင်းရှင်းလေးပဲမေးမယ်မရင်ရင်ကမောင်ပေါ်သေးကိုလက်ထက်ချင်သလားရင်ရင်ကပေါ်သေးကိုတစ်ချက်ကြည့်သည် ပေါ်သေးမှာပန်နဒီကန်သွင်းခံကနီကိုသမားတယောက်ဤမျက်နှာထားလိုဖြစ်နေ၏ရင်ရင်ကကောင်းကြီးပြသည်တရားသူကြီးကနှုတ်ကဖွင့်ပြောမှာတရားဝင်တယ်ဟုတ်ဟုတ်ကဲ့ကိုသဘောနဲ့ကိုလက်ထက်ချင်တာလားရှင် ဟုတ်ပါတယ်ကဲဟုတ်ပြီဒါဆိုလက်မှတ်ထိုးလက်မှတ်ထိုးပြီးတော့တရားသူကြီးကဆုံးမစကားအနှဲငယ်ပြောသည်ကဲကဲသွားလို့ရပြီဒုစင်နဲ့အေဘီကျော်ကတဆက်ခန်းထသည်ဥလေးအဲဆရာအဲအဲတရားသူကြီးမင်းခင်ဗျာကျွန်တော်တခုလောက်မေးပြစီမင်းခေါ်ခြင်းသလိုခေါ်ပါကွာအဖလို့မခေါ်ရင်ပြီးတာပဲကဲဘာမေးခြင်းလို့လဲ ဒီလိုပါကျွန်တော်လည်းလက်ထက်စာချုပ်ကိုလုပ်ချင်ပါတယ်တခုရှိတာသူတို့သမီးဘက်ကတော့မသေးကြသေးဘူးသူတို့သားအနေနဲ့တစ်ဖက်သက်ကြိုတင်ပြီးလက်မှတ်ထိုးရလို့မရဘူးလားဟာမရဘူးရုံးတော်ရှိမှာနှစ်ယောက်စလုံးရှိမှာထိုးလို့ရမယ်ရုံးရှိမှာတော့ရှိပါတယ်ဒါပေမဲ့ဆိုပြီးအနှောင်းကိုပြုံးစေစေလုပ်ရင်လှမ်းကြည့်သည်အနှောင်းမှာဘာမှမပြောတာသဖြင့်အန်ကျိပြီးမျက်စောင်းသာထိုးနေရသည် ရုံးမြင်တို့ရောက်ရင်အေဘီကျော်မစားသာဦးသာမန်ငါစိတ်ရှင်တော့ကွာကျော်ကြီးလိုအသားမဲမဲအရက်ရှီရှီတောက်တောက်ခါအကန်းကန်းခေဟောင်းကမျက်မှန်နဲ့ပုံတော့ကြီးဟာဒီရုံးကိုလာခွင့်ရမယ့်ကောင်မျိုးမဟုတ်ပါဘူးကန်ညိုမောင်ကပြောတော့ကောင်းထွန်းဟာဘယ်ပြောနိုင်မလဲကွာလက်ထပ်ဖို့မဟုတ်ပဲတခြားအမှုတခုနဲ့လာခြင်းလာနေရမှာပေါ့တို့ဟာတရားသူကြီးဟာဟေ့အောင် တရားရုံးထဲမှာအဲ့ဒီလိုနမိတ်မရှိတဲ့ဇာကားမျိုးမပြောရဘူးကွာတော်တော်ရှုပ်တဲ့ကောင်းတယ်တွားကြတော့ကွာတွားကြတော့အလုပ်တွေရှိသေးတယ်ဟုတ်ရည်ရည်မောမောနှင်ထုတ်သည်သူတို့အုပ်စုတယောက်ကိုတယောက်နောက်ပြောင်းရင်ထွက်သွားကြသည်တရားသူကြီးကိုနှုတ်ဆက်နေရသဖြင့်ပေါ်သေးနှင့်ရင်ရင်ငိမ့်တို့နောက်မှကြံနေခဲ့သည်ရင်ငိမ့်မှာအခုချိန်ထိအိမ်မက်မပြေသေးသလို ဖြစ်နေ၏ပေါ်သေးကရင်ငိမ့်လက်ကိုဆုပ်ကမ်းလိုက်သည် သူ့လက်ကလေးကအေးဆက်နေသည်ရင်းငင်းကလက်ကို အသာယုံထွက်လိုက်ပြီးအိုးလူတွေကြားထဲမှာတို့တွေလက်ထပ်ပြီးကြရွယ်ကိုမင်းမလက်ကိုခိုင်တာဘာဖြစ်လဲဟဲနင်းစကားလည်းရှင်တီးလိုက်တာဟိုပြောရင်ရင်းငင်းမြင့်တာရဲကနေဖြစ်သွား၏ဟုတ်ကဲ့အခုကျွန်တော်ဖက်ပြပေးခဲ့တဲ့ဆရာမင်းလူရေးသားရတဲ့ ပြန်ခေါ်တတ်တယ်ဆိုတော့ဝိထုဆောင်လေးကိုအပိုင်းတက်အနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတ္တခဏရနာဝင်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်းနှစ်ကိုဖတ်ပြပေးမှာဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါဦးခင်ဗျာနာတော်ရာစင်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤချမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့အပေါင်းမှာကင်းဝေးကြပါစေ